ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ14ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကိုရီးယားနေမြန်မာနိုင်ငံသားများနဲ့တွေ့ဆုံမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မြို့သားညညရဲ့အဆိုအရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ကိုရီးယားနေမြန်မာနိုင်ငံသားများ၏လူထုတွေ့ဆုံဆွေးနွေးပွဲကို2025မေလ18ရက်နေ့တွင်ကိုရီးယားနိုင်ငံအင်ချွန်မြို့အလုသမားဘတ်ဆုံဖူလုံရင်ရိတ်တာခမ်းမ၌ကျင်းပမယ်လို့သိရပါဗါဒ်သို့ဖြစ်၍နှွေဦးတော်လန်ရေးတွင်တက်ကြွစွာပါဝင်နေသောမြန်မာနိုင်ငံသားများတက်ရောက်ဆွေးနွေးကြရန်ဖိတ်ခေါ်ထားပါဗါဒ်ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းသည်45နှစ်မြောက်58ဂွမ်ယူဒီမိုကရေစီတော်လှန်ရေးအထိမ်းအမှတ် World Human Rights City Forum 2025တို့တက်ရောက်ပြီးမြန်မာပြည်၏လူ့အခွင့်အရေးအခြေအနေကိုတင်ပြဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်လေကြောင်းတိုက်ခိုက်မှုများအားရှောင်ရှားစေနိုင်ရန်အတွက်မြေပြင်ကျောင်းများအလုံးယာယီပိတ်ကြောင်းမြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ် လေကြောင်းတိုက်ခိုက်မှုများအားလုံးရှောင်ရှားစေနိုင်ရန်အတွက်မြေပြင်ကျောင်းများအားလုံးယာယီပိတ်ကျောင်းမြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှကျင်းညာချက်အမှတ်1မြင်းဆောင်2025ကိုမေလ12ရက်မှာထုတ်ပြန်ပါတယ်။တပရင်မြို့နယ်အိုထိန်တွင်းကျေးရွာအားအကျန်းဖက်စစ်ကောင်စီမှရက်ဆက်စွာလေကြောင်းတိုက်ခိုက်မှုကြောင့်ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများစွာအသက်ဆုံးရှုံးရသောတဲ့ရင်ကိုဝမ်းနည်းစွာ အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။ တို့ဖြစ်ပါသောကြောင့်လေကြောင်းတိုက်ခိုက်မှုများမှကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများယာယီရှောင်ရှားနိုင်ရန်အတွက်မြိုင်မြို့နယ်အတွင်းရှိမြေပြင်ကျောင်းများအားလုံးယာယီပိတ်ပေးပါရန်အတိပေးကြေညာထားပါတယ်ခမညာဆက်လက်ပြီးထိုင်းနိုင်ငံအယုဒယာမြို့ရှိ KCR Company Limited ဆောက်လုပ်ရေးလုပ်ငန်းမှအလုပ်သမား53ယောက်သည်လုပ်အားကမရှင်းပေပဲအလုံးမှထုတ်ခံရသဖြင့်ယုဒရာမြို့နယ်စာဝတီကန်ယုံတွင်အမှုဖွင့်တိုင်ကြားပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ထိုင်းနိုင်ငံအယူရီးယားမြို့ရှိ KCR Company Limited ဆောက်လုပ်ရေးလုပ်ငန်းမှအလုပ်သမား43ယောက်သည်အလုပ်ရှင်ဘက်မှ လုပ်အားကမရှင်းပေဘဲအလုပ်မှထုတ်ပယ်လိုက်သဖြင့်အဆိုပါအလုပ်သမား43ဦးမှ တိုင်ကြားအကူအညီတောင်းခံလာမှုအပေါ်အယူရီးယားမြို့နယ်စာဝါဒီကံရုံးတွင်အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့တို့အတူတွားရောက်၍အမှုဖွင့်တိုင်ကြားပေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအားဖုန်း social app နှင့် complaint@ mol.myanmar.org တို့ဆက်သွယ်တိုင်ကြားနိုင်တယ်လို့သိရပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းနေဖြင့်အိုထိန်တွင်ကြေးရွာလေချောင်းပစ်ခတ်မှုတွင်ဒဏ်ရာရသူတွေမှအကြောင်းသားတဦးထပ်မံကွယ်လွန်တဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းတပရင်းမြို့နယ်အိုထိန်တွင်ကြေးရွာလေချောင်းပစ်ခတ်မှုဖြစ်စဉ်တွင်ဒဏ်ရာရသူတွေမှအကြောင်းသားတဦးထပ်မံကွယ်လွန်သွားခဲ့တယ်လို့မေလ7ရက်တပရင်းပအဖကအတည်ပြုဆိုထားပါတယ် မောင်စွမ်းကိုကိုအဖဦးမောင်သော grade 7ဖြစ်ပါတယ်ဖြစ်လျာဘဝမှာဤကဲ့သို့အဖြစ်ဆိုးမျိုးနဲ့ရှောင်လွှဲနိုင်ပါစေလို့အတိပေးဖော်ပြထားပါတယ်မီလာ၁၂ရက်တပင်းမျိုးနယ်အိုထိန်တွင်ကျေးရွာလေချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်းထိခိုက်ဒဏ်ရာရရှိမှုစရင်မှာမြေပြင်စရင်ကောက်ယူမှုအရာ102ဦးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ